ောကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးတော့မှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆောကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးတော့မှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့သတင်းကောင်းပါကြင်ပါတယ်ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တမ်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်သက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါခြင်းပါတယ်။ကျွန်တော်တို့က promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ တော့ကောက်ဟောက်ပြိသမ ्या အားလုံးပဲမင်္ဂလာပါကျွန်တော်အခုတစ်ခေါက်သုံးသက်သွားဖို့ဒါစဉ်းစားထားတဲ့အကြောင်းအရာက Kyavex ရဲ့ body transformation ရဲ့အဲ့ဒီ transformation body transformation နောက်ကွယ်မှာ Michael Arteta ဘာစဉ်းစားနေကြလဲဘာကြံစည်နေကြလဲဆိုတော့ဘာဖြစ်လာနိုင်ကြလဲဆိုတဲ့ပတ်သက်ပြီးတော့ဒါဆွေးနွေးသွားဖို့တင်ပြသွားဖို့အတွက်ကျွန်တော်စဉ်းစားထားတယ်ဆိုတော့ပထမဆုံးအနေနဲ့ဒီ Kyavex နဲ့ပတ်သက်ပြီးတော့ Michael Arteta နောက်ဆုံးပြောခဲ့တဲ့စကားက service ဟာ body transformation လုပ်ခဲ့တယ်ဆိုတာကို debut ခဲ့တယ်။ပြီးတော့ဒီပြီးခဲ့တဲ့ဆယ်နှစ်တာအတွင်း Arsenal အသင်းရဲ့ training ground မှာရှိတဲ့ဒီစာရင်းစာညွှန်းတွေ matrix တွေ record တွေအဲ့ဒီအရာတွေအကုန်လုံးကို Harvard ကချိုးလိုက်နိုင်တယ်လို့တော့သူထင်တယ်အားကြောင့်လဲဆိုတော့သူအသင်းစေးပွဲတွေနဲ့ပြီးတော့အသင်းရဲ့ကာယကြံ့ခိုင်မှုနည်းပြတွေနဲ့သူစကားတွေပြောခဲ့ပြီးသွားပြီပေါ့ပြောပြီးတဲ့အခါမှာ harvest ရဲ့ training record တွေကအရင်ကောင်းလုံးတယ်ဆိုပြီးတော့ technical attacker ကပြောသွားတယ်ဆိုတော့သူ့ရဲ့ဒီ body conformation နဲ့ပတ်သက်ပြီးတော့လေ Michael ကိုကြည့်ရတာအရင်ကိုအားရကျေနပ်နေတဲ့ပုံစံမျိုးသူပြောသွားတယ်အဓိကအဖြစ်တော့ Kyber ကလိုလိုလားလားနဲ့သူတို့ဒီကိစ္စကိုဆွေးနွေးခဲ့ကြတယ် weight demo ကိစ္စကိုအဲ weight demo ကိစ္စကိုဆွေးနွေးတဲ့အခါမှာ Kyber ကလိုလိုလားလားနဲ့လက်ခံတယ်ပြီးတော့ ဒီအသင်းအတွက်သူဒါကိုလုပ်ဖို့စဉ်းစားတယ်အလုပ်ကိုကြိုးစားစားလုပ်တယ်အဲ့ဒီအခါမှာအခုမြင်ရတဲ့ဒီ body presence မျိုးကိုကျွန်တော်တို့မြင်ရတာပဲဆိုတော့ခက်ဒီ Michael Arteta ပြောသွားတယ် Travis ရဲ့ power line ကိုသူပြောသွားတယ် acceleration line ကိုပြောသွားတယ် muscle mass ဘိုင်းကိုသူပြောသွားတယ်ပြီးတော့ဒီဒီခန္ဓာကိုယ်ခန္ဓာကိုယ်ကပို့ပြီးတော့ more stronger more bigger ဖြစ်လာပြီဆိုတဲ့အနေထားမှာ သူ့ရဲ့ဒီပေါ်ပါဖြက်လက်မှုအကြလာထင်းနဲ့ပတ်သက်ပြီးတော့လည်းပြောသွားတယ်ဆိုတဲ့ခါကျတော့ Harvest ရဲ့လက်ရှိအနေအထားကသူကိုယ်တိုင်က journalist တွေကိုလည်းသူပြောသွားတာခင်ဗျားတို့မြင်တဲ့တိုင်းပဲ Harvest ကတကယ်အခုအချိန်မှာအရင်တော့ပုံစံနဲ့မတူတဲ့ Harvest ဖြစ်နေပြီဆိုတဲ့ပုံစံမျိုးအမီခလာအထက်ကပြောသွားတယ်ဆိုတော့သူ Harvest ကိုလည်းကျေးဇူးတင်တယ်အကြောင်းအတင်းအတွက်ဒီလုံတဲ့နာကိုလုံတဲ့ဒီစိတ်ထားပိုင်းပေါ့နော်စိတ်သက်ပိုင်းသူကြိုက်တဲ့အကြောင်းသူပြောသွားတယ် ဆိုတော့ကျွန်တော်တို့အခုဒီမီခေလထေရာကဒါအဲ့လောက်ပဲပြောသွားရမယ်။ virus နဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးသုံးသပ်ခြင်းမဆိုရင်ဒီ transformation ကနေပြီးတော့ပါရီအကျိုးကျေးဇူးရနိုင်မယ်ဆိုတော့အရင်စဉ်းစားရအောင်။ harvest ကတံမရခင် harvest ရဲ့ normal weight က63 kg ဝန်းကျင်မှာရှိတယ်။အရက်က1.93 meter ဝန်းကျင်မှာရှိတယ်။ဆိုတော့ harvest ရဲ့အရက်က6ပေ4လောက်ရှိမယ်။အဲဒီခနာကိုအလေးငယ်က83 kg လောက်ရှိမယ်။ တို့ဒီအရက်နဲ့ခနာကို၄ချိန်ကိုကျွန်တော်ကြည့်မယ်ဆို BMI index က22.28လောက်ရှိတယ်အဲ့တော့ဆိုတော့ဒီ normal category ပေါ့လေ healthy healthy weight တို့ပြောရမယ်ခနာကိုအချိုးအစားက BMI က18.5နဲ့24.9ကြားထဲမှာရှိတယ်ဆိုတော့ harvest ရဲ့အနေအထားကအာကစားသမားတူဦးအနေနဲ့ဟိုတင့်တော်ပြီးသားလို့လည်းပြောရမယ် normal category ထဲမှာရှိတယ်ဒီ healthy weight ထဲမှာရှိတယ်22.5 အဲ22ပထမ28ဆိုတဲ့ဟာကသူ့အပေါ်မှာအများကြီးမကြံတော့ဘူးလေ22ပဲထားပါတော့25ဆိုတော့နောက်ထပ် BMI အညွှန်းကိန်း3ခုလောက်လိုတယ်ပေါ့အခုဒါ Michael Arteta ပြောတဲ့အချိန်မှာ Kai Havertz ကိုမနေ့ကကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာ Havertz ဟာဟုတ်တော့လေဟုတ်တယ်ပို့ပြီးတော့အားကောင်းတဲ့အပေါ်ပိုင်းကြံကြံ့ခိုင်မှုမျိုးဟို Oliver Giroud လိုပုံစံမျိုး Giroud က Havertz ကအရင်နည်းနည်းပုံမြင်တယ်ပြီးတော့ဒီအပေါ်ပိုင်းနည်းနည်းလေးပို့ပြီးတော့ ဒီဘလို့ကောက်မလဲ muscle တူးတယ်ပို့ပြီးတော့တက်လာတာကိုတွေ့ရတယ်ဆိုတော့လောလောဆယ်ဘလောက်ကီလိုဂရမ်ရှိလဲကျွန်တော်အတိတ်ရမသိဘူးသို့တော့ကျွန်တော်85ကီလိုဂရမ်နဲ့တွက်မယ်ဆိုရင်22.83လောက်ဖြစ်သွားမယ်ဒါကြလို့86 89ဆိုရင်ဒါဟို23 BMI အညွှန်းကိန်းမှာ23လောက်ရောက်သွားမယ်ဆိုတော့ဒီအနေအထားကဒီကျန်းမာတဲ့ခန္ဓာကိုယ် weight အတွင်းမှာမှာအမြင့်ဆုံးအဆင့်ကိုတွားနေတယ်ဒါပေမဲ့အခြားတစ်ဖက်မှာတော့ overweight စီကိုနည်းနည်းလေးချန့်ကပ်ချင်တဲ့သဘောမျိုးသို့တော့ဒီ Michael Arteta ကဒီ weight ကိုတင်ရင်းနဲ့ဒီကြွက်သားထုတွေကိုတင်လာအစီပိုလာတာမဟုတ်ကြွက်သားထုတွေကိုတင်ရင်းနဲ့ပို့ပြီးတော့ပေါက်ပွဲအကောင်းအောင်ပို့ပြီးတော့ဒီပေါ်ပါဖြက်လက်အောင်လို့လှုပ်ထားတယ်လို့လည်းပြောပြရတယ်ဆိုတော့ဟိုပြီးခဲ့တဲ့ရက်ပိုင်းကပဲကျွန်တော်ဒီကမ္ဘာဒီပြိုင်ပွဲတွေမှာအာရှပြိုင်ပွဲတွေမှာပြီးတော့ပြည်ရင်းပြိုင်ပွဲတွေမှာ စုတွေအများကြီးရွှေတိတ်တွေအများကြီးရခဲ့တဲ့ကျွန်တော်တို့ကာယဗလမောင်ဒါမောင်မြမဘက်ဝဲဆိုကြပါလို့မောင်မြမထုံးမင်းဦးထုံးမင်းလိုက်ကျွန်တော်စကားပြောခဲ့တယ်ပြောခဲ့တဲ့အချိန်မှာလည်းကျွန်တော်အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးရွေးရလို့ကစားသမားလေးတွေရဲ့ဟိုအလားအလာပေါ့နော်ရွေးရလို့ကစားသမားလေးတွေဝိတ်တံဝိတ်ချဆိုတဲ့အပိုင်းအခက်အခဲတွေနဲ့ပတ်သက်ပြီးတော့ဒါဆရာဦးထုံးမင်းနဲ့တွေ့ရတဲ့အချိန်မှာကျွန်တော်အဲ့ဒီဟာကိုကျွန်တော်ကတေသိချာလေးနဲ့မေးပြခဲ့တယ်တေသိချာမေးပြခဲ့တဲ့အခါမှာ ခနာကိုအချိုးအစားကိုပိုတင်ရင်းနဲ့ပဝါဖြက်လက်အောင်လို့လုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုဒါ professional တူဦးစီကလည်းကျွန်တော်တားပြီးသွားပြီပေါ့လေဆိုတော့ဟို kayak ကိုကိုင်တွင်နေတာကလည်းကမ္ဘာအဆင့်တကယ်ဖြစ်ပြီး threat ဖြစ်ပြီးကိုင်တွင်နေတာဖြစ်တဲ့အတွက် avs ပါပို့ပြီးတော့လေးသွားတာလေးသွားစရာမရှိဘဲနဲ့ပို့ပြီးပေါ်ပါဖြက်လက်တဲ့ပုံစံနဲ့ပိုတန်ပါလာမယ်ပို့ပြီးတော့အားကောင်းလာမယ်သူ့ရဲ့ explosiveness တော့အားကောင်းလာမယ်လို့ယူဆရတယ်နောက်တစ်ခုက acceleration ပါကြောသားတူးတယ် ကြီးမားလာတာ ਨੇ ဗျာကျွန်တော်တို့ဒီမီတာ100အပြည့်သမားတွေနော်မီတာ100အပြည့်သမားတွေပုံမှန်အဖြစ်မီတာ400 800 1500ဆိုတဲ့အပြည့်သမားတွေထက်ပို့ပြီးတော့ muscle ပို့ပြီးတော့မကြီးလို့မရဘူးအဲ့ဒီအဲ့ဒီကြွက်သားတွေကပဲသူတို့ရဲ့ဒီပောက်ကွဲအားကိုခန္ဓာကိုယ်ရဲ့ပောက်ကွဲအားရွေလျားတဲ့အခါမှာဝုန်းနေဝုန်းနေဒီအားကောင်းတဲ့သို့တော်သူကဒီရေရှည်ဒီတက်လုံးပိုင်းကြတော့ဒီပို့ပြီးတော့ဒီကြွက်သားတူတဲ့ ဘလိုခေါမလဲဆိုအစီပါဝမှုနေတယ်ကြောသားနေတယ်ဆိုတဲ့သူတွေဆိုတော့ကျွန်တော်မာရသွန်ပြေးတဲ့သူတွေကြီးလိုက်ရင်အပိန်ဆုံးခန္ဓာကိုအကျိုးစားပြီးတော့တာလက်ပြေးတဲ့သူတွေကြီးလိုက်ရင် normal ခန္ဓာကိုအကျိုးစားနဲ့တာတူပြေးတဲ့ပေါက်ခွဲအားကိုအသုံးပြုရတာတဲ့ဒီဘလိုခေါမလဲ short sprint နဲ့ short sprint နဲ့ short sprint နဲ့တောင်းမဲ့သူတွေအတွက်ကျွန်တော် muscle လိုတယ်ပေါ့နော်ဆိုတော့ canvas ဟာအဲ့ဒီ power line ပို့ပြီးတော့တက်လာမယ်ပြ acceleration power နဲ့တူ acceleration ပို့ပြီးတော့အားကောင်းလာမယ်လို့ယူဆတယ်မာရသွန်ပြေးနေမှာမဟုတ်ပဲနဲ့ ပေါ့ဂိမ်းထဲမှာပွဲအများစုမှာလိုဘက်ကြော်စီလေးပဲသွားနေရင်လည်းလိုဘက်တဲ့အချိန်ညှက်တဲ့အချိန်မှာဒီအချိန်တင်ပြီးပြေးနိုင်မယ်ပြီးတော့ပေါ်ပါဖြက်လက်မှုသူတက်လာမယ်ပြီးတော့ muscle mass အားကောင်းလာမယ်ဆိုတဲ့အချက်တွေဆိုတော့ပို့ပြီးတော့တံမာလာရုံနဲ့မကပဲနဲ့ဒီသူ့ရဲ့ဟိုဘယ်လိုခေါ်မလဲသူလောရမယ့်ကစားသမားတူဦးအနေနဲ့သူလောရမယ့် fashion တွေဘောလုံးကိုပို့ပြီးတော့ဒီပြင်းပြင်းထန်ထန်အဲတွန်းတွန်းတိုက်တိုက်ကစားလာနိုင်မယ်ပြီးတော့ ။ Irrigious ကသူကအရင်တည်းကသူအရက်ရှိပြီသား။သို့တော့အရင်တော့ကသူတိတ်ပြီးတော့တာမမှုအရင်အာမကောင်းဘူး။အခုပို့ပြီးတော့အာကောင်းလာမယ်လို့ကျွန်တော်တို့ခံမှန်းလို့ရတယ်။ပြီးတော့ဒီ tight space တွေမှာအရင်ကို space အချက်ထဲရောက်သွားတဲ့အချိန်မှာပို့ပြီးတော့မြန်တဲ့ movement တွေလို့တဲ့။အဲ့ဒီအတွက်ဆိုရင်ကျွန်တော်ကလူကောင်သေးတဲ့သူတွေကတော့ဟိုမှာ Eden Hazard တို့ Lionel Messi တို့လိုကစားသမားတွေဒီဘလို့ခေါ်မလဲ gravity ရဲ့အကူအညီရနေတဲ့ကစားသမားတွေပို့ပြီးတော့ဖြတ်လက်တာမှန်ရဲ့ အရက်မြင့်တဲ့ကစားသမားအထက်မှာလေဒီခန္ဓာဖေဒါကိုကောင်းကောင်းအသုံးချနိုင်တယ်ဆိုရင် agility ကဒီ hazard to messi တို့လောက်မဟုတ်ပေမဲ့ပို့ပြီးတော့တက်လာအောင်ကျွန်တော်တို့ဟိုတွားလို့ရတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဥမာ Cristiano Ronaldo က6ပေတင်တဲ့သူ့ရဲ့ဒီဒီလူငယ်ကစားသမားဘဝကိုဒီ20ကျော်စက်ကွန်ဆက်ချက်စက်ကွန်20 21 22စားတဲ့အသက်အရွယ်တွေမှာ Cristiano Ronaldo ရဲ့ agility ကအကျန်းမြင့်လောတော့ကျွန်တော်တွေ့ရတယ်ဆိုတော့အခါကျတော့ ဟို Harvard အနေနဲ့လည်းအဲ့ဒီအပိုင်းမှာအများကြီးမဟုတ်ဘူးဆိုရင်တော့မအရင်ထပ်ပို့ပြီးတော့ပေါ်ပါလာနိုင်မယ်လို့ထင်တာဒီခံမှန်းလို့ရတယ်ဆိုတော့နောက်တစ်ချက်ကဒီ transition တွေအတွက်သူပြေးလမ်းကြောင်းတွေလိုတဲ့အခါသို့မဟုတ် present အတွက်သူအလုပ်လုပ်ရမယ့်အခါမှာပို့ပြီးတော့ထိထိရရလောက်လာတယ်ငယ်လို့ခံမှန်းရတယ်ဆိုတော့ဒါခါလေးကျတော့ဒီ physical line ဆိုင်ရာပေါ့နော် physical line ဆိုင်ရာအားကောင်းလာမှုကဒီ psychological အပိုင်းဆိုင်ရာကိုပို့ပြီးတော့ဒီ boost လုပ်လိုက်သလိုပဲသူ့ရဲ့ mentally ကိုပို့ပြီးတော့ဒီအကူအညီပေးနိုင်တယ်ဆိုတဲ့အချက်တွေကိုကျွန်တော်တို့တွေ့ရတယ်။ mobile လိုတဲ့ကစားသမားတွန်းတိုက်တဲ့အခါပြိုလဲလိုတဲ့ကစားသမားတွေကကိုယ့်ကိုယ်ကိုကျွန်တော်နဲလာပြီးတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုပို့ပြီးတော့များလာတဲ့ကစားသမားတွေမှာဒီ joystick မှာပို့ပြီး resilience ရှိလာမယ်။သူတို့ရဲ့ဒီ self confidence ကပို့ပြီးတော့များလာမယ်ဆိုရင်ကိုယ့်ရဲ့စွမ်းဆောင်ရည်အပေါ်ကိုယ့်ရဲ့ capability အပေါ်မှာသူတို့ရဲ့ယုံကြည်မှုကလည်းပို့ပြီးတော့များလာမှာဒါက ဒါထုံးစံပဲဆိုတော့ရုပ်ပိုင်းပို့ပြီးတော့ကြက်ခံခြင်းပြီးတော့တက်လုံးပို့ကောင်းလာခြင်းအဲဘယ်လိုခေါ်မလဲအဲ့ဒီအရာတွေကနေပြီးတော့ကစားသမားတအူးကိုဒီမှန်ကန်တဲ့သုံးဖြတ်ချက်တွေမှန်ကန်တဲ့ဒီဘယ်လိုခေါ်မလဲအတွေးအမြင်တွေအဲ့ဒီအချက်တွေကိုပို့ပြီးတော့အားကောင်းလာစေတဲ့အတွက်ခါရဘတ်စာတကယ်တမ်းသာမီကယ်အာတီတာညွှန်းဆိုသလောက်အာဆနယ်အသင်းရဲ့ ပြီးခဲ့တဲ့10နှစ်တာအတွင်း training record တွေကိုချိုးတယ်ဆိုတဲ့အနေအထားအထိသူတကယ်လုပ်နိုင်ခဲ့တယ်ဆိုရင်အဲ့ဒီအချက်တွေကသူတကယ်တိုးတက်လာမှာပြီးတော့ဒီ Arsenal အသေးရဲ့ tactical ဘိုင်းနဲ့ကျွန်တော်စဉ်းစားမယ်ဆိုရင်သူ off the ball pressing နဲ့အများကြီးလုပ်ဖို့လိုတယ်သူကောင်းကောင်းလုပ်လာနိုင်မယ်ပြီးတော့ဒီ forward zone တွေမှာ rotational flexibility နဲ့လည်ပြီးတော့ဒီ coin ဒီ zone 15ကိုရောက်မယ် zone 10ကိုရောက်မယ် zone 16ကိုရောက်မယ်အစရှိသဖြင့်ပေါ့ zone ဒီနေရာစုံကိုလှည့်လေကစားတဲ့အခါမှာ drivers အနေနဲ့ပို့ပြီးတော့အလုပ်လုပ်လာမယ်လို့ယူဆရတယ်။ပြီးတော့ဒီ physical overwhelm အဖြစ်မခံရဘဲနဲ့နောက်ကိုသူအမြက်ကိုပို့ပြီးတော့ဆင်းပေးလာနိုင်မယ်။ပြီးတော့ပြိုင်မဲ့အသင်းတွေရဲ့ center backs တွေကိုပို့ပြီးတော့ physical bully လောက်လာနိုင်မယ်။ maternally ဘူခိုင်ဝဆက်ကောင်းတဲ့တွဲဖက်မှုပို့ပြီးတော့ကောင်းလာမယ်။အဲအထူးသဖြင့်အရေးကြီးတာတော့ harvest မှာ ရှိပြီးသားအရေးအသွေးဖြစ်တဲ့ area threat တွေကပို့ပြီးတော့အားကောင်းလာနိုင်တယ်ဆိုတာတွေ့ရတယ်ဆိုတော့85 kg အထိကို muscle mass နဲ့တင်ထားရဆိုရင်ဒါဟာကောင်းသလားဆိုကျွန်တော်တို့ကောင်းတယ်လို့ပဲလုံးဝ absolutely ကောင်းတယ်လို့ပဲပြောမယ်တကယ် well conditioning ဖြစ်တယ်သူ့ရဲ့ explosive ပို့ပြီးတော့အားကောင်းလာမယ်ပို့ပြီးတော့ဒီအားကောင်းတဲ့ strength ပို့ပြီးတော့အားကောင်းတဲ့ agility ကိုမြင်ရမယ်ဆိုတော့ဒီအချက်တွေက Premier League နဲ့လည်းပို့ပြီးတော့အံဝင်မယ် ်အာဆနယ်ရဲ့ဒီတိုက်စစ်မှုတအုပ်နေနေလဲပို့ပြီးတော့အံဝင်မယ်အထူးသဖြင့်ဒီမစ်ဖီလာနဲ့စတိုက်ကာရိုးကို hybrid ကစားနေတယ် harvest လို့ကစားသမားမျိုးအတွက်ပို့ပြီးတော့အားကောင်းလာမယ်လို့ခံစားရတယ်ဆိုတော့ဒါကဒီမီကရိုအာထက်တာရဲ့ပြောစကားအပေါ်မူတည်ပြီးတော့ကျွန်တော်တွေးမိတဲ့အချက်တွေပေါ့လေသို့တော့မီကရိုအာထက်တာကကျွန်တော်ထပ်ပြီးစဉ်းစားဖို့လိုတာက harvest ကိုဘာကြောင့်ဒီ body transformation လုပ်စေချင်တာလဲဆိုတဲ့အချက်ဆိုတော့ ဟိုစက်တွေးစရာကအခုဆိုရင်အာစနယ်ကထားပါတော့ယော့ကရက်ကိုလိုက်နေတယ်လို့ဘန်ဂျမင်ရှက်စ်ကိုကိုလိုက်နေတယ်ဆိုတဲ့စကားအတန်တွေကကျွန်တော်တို့ဒီတောက်လျှောက်ကြားခဲ့ရတယ်ပေါ့လေပြီးတော့အလက်ဇန္ဒားအစ်ဆက်ကိုလိုက်နေတယ်ဆိုတာလေဒါပေမဲ့အဲ့ဒီကစားသမားတွေခေါ်ဖို့အတွက်ကဟိုဈေးကတော့နည်းမှာမဟုတ်ဘူးဒါတော့သိကြတယ်ဆိုတော့ budget နဲ့ပတ်သက်ပြီးတော့လေဒီအပိုင်းမှာ Miguel Arteta ကအိုက်ကိစ္စကိုသူအရေးအမှောက်ပြောသွားတယ် ဒီ budget ဆိုတဲ့ကိစ္စဒီကစားသမားအသေးအတွက်သုံးတဲ့ငွေကြေးကစားသမားခွင့်မှုဆိုတဲ့ကိစ္စတွေကမင်္ဂလာဆောင်တစ်ခုကိုစီစဉ်ရသလိုပဲသတို့သားတို့အနေနဲ့မင်္ဂလာဆောင်တစ်ခုကိုမင်္ဂလာပွဲတစ်ခုကိုလုပ်ဖို့စဉ်းစားတဲ့အခါမှာတွက်ထားတဲ့ budget ကတစ်မျိုးဒါပေမဲ့တကယ်တမ်းကျတော့ပို့ပြီးတော့များသွားတာများသွားတတ်တယ်ပေါ့အဲ့လိုအိမ်တလုံးဆောက်ရသလိုပဲခံမှန်း budget ကတော့ဒီလောက်ဒါပေမဲ့တကယ်တကယ်ပြီးလဲပြီးတော့ဟိုကိုခံမှန်းတာကပို့နေဆိုတော့ အနေထားမျိုးဆိုတော့ဒီဘောလုံး transfer မှာလည်းဒီလိုသွားသွားပဲရှိတယ်ဆိုတော့ဒီနည်းနည်းလေးငွေကိုနည်းနည်းချစ်ချင်တဲ့သဘောတရားအရေးအငွေတကယ်ဟုတ်မို့ကျွန်တော်မပြောနိုင်ဘူးเนาะကျွန်တော်လည်းပြောစကားတွေကနေပြီးတော့ခံမှန်းကြည့်ရတယ်အဲ့လိုအဲ့လိုအငွေအသက်ပေါ့เนาะအဲ့လိုအရေးအငွေပြောသွားတယ်အဲ့လိုအငွေအသက်ကိုခံစားရတယ်ဆိုတော့ canvas ကိုပဲလာမယ့်ရာသီမှာအဖော့9အနေနဲ့တော့မို့နံပါတ်9တိုက်စစ်မှုအနေနဲ့73ကျန်လို့ ဒီ Michael Arteta ကဒီအလုပ်ကိုလုပ်တာလားဆိုတော့ဆက်ပြီးစဉ်းစားစရာဖြစ်လာတယ်။ဆိုတော့ Isak ကိုရခဲ့မယ်ဆိုတော့သူမဟုတ်အဲ Jokeras သူမဟုတ် Benjamin Chess ကိုရခဲ့မယ်ဆိုတော့သူ့အနေနဲ့ Kai Havertz ကိုဘယ်နေရာမှာတုံးမလဲဘယ်လိုပို့မလဲ Martin Odegaard Declan Rice Rice ကိုဒီ number 6 row ကိုထားပြီးတော့ Martin Odegaard နဲ့ Kaivas ကိုတော့မလားဆိုတော့ Kaivas ကကျွန်တော်အမြင်ကတော့ Love Number 8ရောက Harvest ကလည်း Cold Farmer လိုပဲအဲသူတို့တွေကညာအတွင်းဘက်အချမ်း Inside Forward ကစားလို့ရတယ် Right Number 8ရောကစားလို့ရတယ်နောက်ဆုံးတောင်ပံပို့လိုက်လို့ရတယ်တိုက်စစ်မိုးတုံးလို့ရတယ်ဘယ်ချမ်းသွားပို့လိုက် Kaivas လည်းအဲ့ဘောလုံးနဲ့လူနဲ့လိမ့်နေတာ Cold Farmer လည်းအဲ့လိုပဲဘောလုံးနဲ့လူနဲ့လိမ့်နေတာဆိုတော့ Harvest ကဖြစ်နိုင်ကြီးကတော့ Arsenal ဟာ ဒီပိုက်စစ်နေရာကိုအခုဒီရာစီဆိုလဲတာတရာစီလုံးတို့ဟို harvest မှာကစားနိုင် and ခထရကိုရောင်းထုတ်တယ် Jesus တန်ရာရနေဆိုတဲ့အနေထားကနေပြီးတော့ဒီ temporary အနေနဲ့ mechamarino ကိုတို့သုံးရတယ်ပေါ့ဆိုတော့ harvest ရှိပြီဆိုရင် Gabriel Jesus လက်တန်ရာကပြန်တက်တာလာပြီဆိုရင်ပြောလို့မရဘူးကျွန်တော်ဟို Arsenal မှာ calling လို့ကျွန်တော်ဆိုလို့တော့မဟုတ်ဘူး Michael Arteta ကစိတ်ကူးပြောင်းသွားနိုင်တယ် harvest ကိုလည်း body transformation လုပ်ထားတယ်သူလည်းအရန်အားရနေတယ် harvest ရဲ့ဒီ technical tactical ability ကအားကောင်းပြီးသားဦးမှာအရင်တော့ကအတွန်းတိုက်မခံတဲ့ပုံစံမခံဘူးတော့မဟုတ်ခံတော့ခံတယ်တိုးတော့အရင်ရက်ထပ်ပို့ပြီးတော့အားကောင်းလာမဲ့ပုံစံမျိုးနဲ့သူတုံးကြည့်ခြင်းသလားမရတဲ့အဆုံးအခု2025 26ရာသီအစဟို harvest နဲ့တွားကြည့်ပြီးတော့အဆင်မပြေဘူးဆိုမှနောက်နှစ်ဒီ January ပြောင်းရွှေ့ကာလမှာခုံလာဒါတွေကတွေးစရာပြက်လာတယ် အဲ့ဒီကစားအာဆနယ်ကတခြားနေရာတွေကိုဖြည့်မလားဂျော်ဂျင်းညိုထွက်မယ်သောမတ်စ်ပါတီထွက်မယ်ဆိုတဲ့အခါမှာမီကယ်မာရီနိုရှိမယ်ဒက်ဂလာရိုက်ရှိမယ်ပြီးတော့အဲမာတင်အော်ဒီဂါရှိမယ်တခြားတောင်တောင်ကြီးသူထပ်ဖြည့်ခြင်းမလားတော့ဒါရီကကျွန်တော်စဉ်းစားဖို့လိုလာပြီအာဆနယ်အသင်းရဲ့ခံစက်ကတော့လုံလောက်တယ်လို့ပြောလို့ရတယ်အရေးအသွေးအရာရောအရေးအတွက်အရာရောပွင့်လယ်မှာ တော့ဒါတချို့ကစားသမားတွေထွက်တဲ့နေရာကမဖြစ်မနေ squad depth မဖြစ်မနေအသာထုတ်ဖို့လိုတယ်အတိုက်စစ်ပိုင်းကလည်းတကယ်တော့ကျတော့လိုတော့လိုတယ်သို့တော့အခု ဒါမီကယ်အာတေတာလုံနေတဲ့အစီအစဉ်အရာအတွေးအရာသွားနေတဲ့လမ်းကြောင်းအရာအာဆင်နယ်တိုက်စင်မှုခေါ်ပါမလားဆိုတော့ကျွန်တော်ကတော့ဟိုတွေးမိတယ်ပေါ့ဆိုတော့ဒါတော့ခါဘတ်ရဲ့ body transformation နဲ့မီကယ်အာတေတာရဲ့ဒီလောလောဆယ်ကြံနေတဲ့အကြံဆိုတော့ဒီကနေ့ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ Soccer Space နဲ့အားလုံးအထူးပဲကျေးဇူးတင်ပါတယ်